မြေဆုံဆဲစီမံကိန်းကြောင့်နှစ်နိုင်ငံဆက်ဆံရေးနဲ့ရှေ့ခရီးထိခိုက်မှာမဟုတ်ကြောင်းတရုတ်နိုင်ငံဂျာယီဝင်ကြီးဝန်ကြီးကဇွန်လ25ရက်နေ့ကပြောကြားခဲ့တယ်လို့11ရုပ်တန်သတင်းတောက်ကသတင်းပေးပို့ထားပါရယ်ဇွန်လ25ရက်နေ့မွန်းလွဲတနားရီကလာအိုနိုင်ငံဗီယန်ချင်းမြို့မှာရှိတဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနဲ့လေ့ကျင့်ရေးစင်တာ ICTC မှာပြုလုပ်ခဲ့တဲ့တရုတ်နိုင်ငံဂျာယီဝင်ကြီးဝန်ကြီးရဲ့သတင်းစာရှင်းလင်းပွဲမှာဝန်ကြီးကပြောကြားခဲ့တာဖြစ်ပါရယ် အာဆီယံနိုင်ငံကြ合いဝင်ကြီးများအစည်းအဝေးကာလအတွင်းဇွန်လ24ရက်နေ့ညပိုင်းကဒေါအောင်ဆန်းစုကြည်နဲ့တီးသက်တွေ့ဆုံချိန်မှာမြစ်ဆုံဆယ်စီမံကိန်းကိစ္စကိုဆွေးနွေးခဲ့ခြင်းရှိမရှိနဲ့မြစ်ဆုံဆယ်စီမံကိန်းကြောင့်မြန်မာတရုတ်နှစ်နိုင်ငံဆက်ဆံရေးထိခိုက်နိုင်မှုရှိမရှိ11ရုပ်တန်တည်င်းတောက်ရဲ့မေးမြန်းမှုကိုပြန်ဖြေရမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ တရုတ်စကားပြန်ကတဆင့်ပြန်လည်ဖြေကြားခဲ့ရမှာမစ္စတာဝန်ကြီးကမြန်မာနဲ့တရုတ်တို့ဟာမြေတဆင်းကိုဝေမျှနေထိုင်ကြတဲ့အိမ်နီးချင်းတွေဖြစ်ကြောင်းဥစွာပြောကြားခဲ့ပြီးတရုတ်နိုင်ငံဟာမြန်မာရဲ့စီးပွားရေးလူမှုရေးဖွံ့ဖြိုးရေးအတွက်ပံ့ပိုးပေးရင်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပြီးမြစ်စုံဆဲစီမံကိန်းမှာအခြေအနေအမျိုးမျိုးကြောင့်ပြဿနာတစုံတရာရှိလာပါကလည်းအဲ့ဒီအရေးဟာမြန်မာတရုတ်ပူးပေါင်းဆောင်ရွက်ရေးကို၎င်းနှစ်နိုင်ငံလက်တွဲဆောင်ရွက်သွားမယ့်အရှိရေးကို၎င်းအနောက်အဆက်ဖြစ်လာနိုင်မယ်လို့မထင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ် Uh, China and Myanmar are close neighbors, sharing a uh, one Sek river, and there is a traditional pot pole friendship between our two countries. And over the years, China has uh, done its bit to help. Promote the economic and social development of Myanmar, and I believe it's fair to say that good progress has been made. As for specific projects, due to uh, varying uh, circumstances, it is um, possible for specific projects to encounter one issue or a matter um, uh, of, uh, of one kind or another. But I don't think uh, this is the reason for us to deny the overall direction of China Myanmar cooperation or for it to harm the overall friendship between the two countries. I want to tell you that yesterday I had a very good discussion with uh, Madam State Councillor Aung San Suu Kyi, and we did not mention uh, any specific project in our discussion. Uh, we exchanged views uh, um, about how, under new circumstances, we could work together to carry forward the traditional friendship and elevate our cooperation to a high, higher level. We also exchanged views about enhancing high level engagement between the two countries, including her, uh, her own visit uh, to China. I believe our discussion uh, helped to deepen mutual understanding and mutual trust. And uh, in a word, it was a very good discussion. He, um, I also recalled that I was actually the first foreign minister that she received in her current capacity. And in that discussion, she told me that uh, she and her new government has, uh, have three um, top priorities for Myanmar, that is improving people's lives, growing the economy, and advancing domestic peace and reconciliation process. And I told uh, Madam State Councillor that as Myanmar's close friend, and neighbour, uh, Myanmar will continue to enjoy China's full understanding and support for its uh, programme of uh, governance, which we believe is in uh, fully consistent with the interests of the, of the people of Myanmar. Um, China's cooperation uh, with Myanmar fits Myanmar's own actual needs, always have and always will. In a word, China will remain the most reliable and ideal um, partner for cooperation in Myanmar's course of national development. ်ဒါလေးကမြန်တဲ့ကန်ချန်မင်းရှိတဲ့ရှိရဇွန်လ24ရက်နေ့ကဒေါန်ဆန်းစုကြည်နဲ့ဆွေးနွေးကြရမှာအဆင်ပြေခဲ့ပြီးမြန်မာနိုင်ငံအတွင်းကတရုတ်စီမံကိန်းကိစ္စတွေကိုပြောကြားခဲ့ခြင်းမရှိကြောင်းနဲ့ရှေ့လျှောက်တွေးကြုံရမယ့်အခြေအနေသစ်တွေမှာဘလို့ပူးပေါင်းဆောင်ရွက်တင်ကြောင်းအမြင်ချင်းဖလှယ်ခဲ့ပြီးအစင်လာမပြတ်ရှိခဲ့တဲ့ရင်းနှီးမှုကိုတည်တံ့စေဖို့ဆွေးနွေးခဲ့တယ်လို့မစ္စတာဝန်ကြီးကပြောပါရယ်။ ထောက်ဆန်းစုကြည်ကိုတရုတ်နိုင်ငံကိုလာရောက်လက်ပတ်ဖို့ဖိတ်ကြားခဲ့ပြီး၎င်းတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာနှစ်နိုင်ငံဆက်ဆံရေးပုံမှန်ခိုင်မြဲစေဖို့အကျိုးပြုလိမ့်မယ်လို့ယုံကြည်ကြောင်းအခုလက်ရှိအချိန်အထိသူဟာဒေါအောင်ဆန်းစုကြည်ပထမအဦးဆုံးတွေ့ခဲ့တဲ့နိုင်ငံသားဝင်ကြီးဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါရယ်ဇွန်လ24ရက်တွေ့ဆုံမှုမှာဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့အစိုးရအနေနဲ့မြန်မာလူမျိုးတွေရဲ့ဘဝအဆင်ပြေစေရေးစီးပွားရေးတိုးတက်လာရေး ြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားယဉ်ကျေးစေရေးဆိုပြီးဦးစားပေးကိစ္စ၃ခုရှိခဲ့တယ်လို့ပြောဆိုခဲ့ပြီးတရုတ်နိုင်ငံအနေနဲ့မြန်မာရဲ့အရင်းနှီးဆုံးမိတ်ဆွေအဖြစ်ဆက်ရှိနေမှာဖြစ်ပြီးလိုအပ်တဲ့ကူညီထောက်ပံ့မှုတွေပေးသွားမယ်လို့လည်းတရုတ်နိုင်ငံသားဝင်ကြီးကပြောကြားခဲ့ပါတယ်။တရုတ်အာဆီယံအစည်းအဝေးကိုဇွန်လ25ရက်နေ့နံနက်ပိုင်းကဗီယန်ချင်းအမျိုးသား Convention Center မှာပြုလုပ်ခဲ့ပြီးအစည်းအဝေးမှာတောင်တရုတ်ပင်လယ်အတွင်းနိုင်ငံများလိုက်နာရမယ့်လုံထုံးလုံနည်းများဆိုင်ရာကြေညာချက်ကိုအကောင့်ထဲပို့ရေးဆိုင်ရာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။